ကျောက်ပြတ်ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဝမ်းမိုက်အတွင်းပဲကျောက်ကုန်းနဲ့ကြက်လျက်မှာတည်ရှိတဲ့ကိုယ်ငါအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ပုံစံကပဲကြီးစစ်ပုံစံရှိပြီးတော့ဘယ်တစ်ဖက်ညာတစ်ဖက်စီမှာတစ်ခုစီပါတယ်။လူတယောက်စီမှာကျောက်ပြတ်နှစ်ခုစီရှိပါတယ်။အဲဒီကျောက်ကအားနေတဲ့အခါမှာလူလက္ခဏာတွေခံစားရမလဲဆိုတော့နံပါတ်၁ချက်ကတော့အစားအသောက်ပြည့်ခြင်းဖြစ်ပါတယ်။ကျောက်ကရဲ့လုပ်ငန်းဆောင်တာဖြစ်တဲ့ခန္ဓာကိုယ်ရဲ့ဒီသွေးတွေကအညစ်အကြေးတွေအစိပ်အတောက်တွေကိုအပြင်ကို ဖျက်ရှားဖို့အတွက်အားနေတော့တဲ့အခါမှာဆိုလို့ရှိရင်သွေးထဲမှာအဆိပ်တောက်တဲ့အညစ်အကြေးတွေစုပုံလာပါတယ်။ဒါကြောင့်မလို့လူကအစာမစားခြင်းတော့ဘူးအစာတောက်ပြက်လာမယ်၊ဂရင်းပြက်လာမယ်။တချို့မှာဆိုလို့ရှိရင် metallic taste လို့ခေါ်တဲ့ဗဇက်ထဲမှာတတ္ထုအရသာမျိုးကြီးရသမျိုးကြီးခံစားနေရတတ်ပါတယ်။နံပါတ်2အချက်ကတော့ပြုတ်အင်ဖြစ်ပါတယ်။တော်တော်များကပြုတ်တဲ့အင်ဆိုလို့ရှိရင်အစာအိမ်မကောင်းလို့ဘူးလည်းရောက်မကောင်းလို့ဆိုပြီးတော့ထိမှတ်ကြပါတယ်။ဒါပေမဲ့ဒီပြုတ်အင်ကကြောက်ရွံ့အားနေတဲ့အခါမှာခံစားရလိမ့်ရှိရတဲ့ကတစ်ခုလေဖြစ်ပါတယ်။ နံပါတ်3ချက်ကတော့ပင်မဲနှောင်းနေခြင်းဖြစ်ပါတယ်။ကြောက်ရွံ့အားနည်းတဲ့အခါမှာကျွန်တော်သွေးထဲမှာအဆိပ်တောက်တွေအညစ်အကြေးတွေစုပုံလာပါတယ်။ဒါကြောင့်မလို့လူကလေးလံထိုင်းမင်းလာတယ်။လှုပ်ရှားလို့ရှိရင်မောရဲဆိုမျိုးတွေခံစားရဖြစ်ပါတယ်။ဒါအပြင်ကြောက်ရွံ့အားနည်းတဲ့အတွက်ကြောင့်မလို့ထုတ်ပေးတဲ့အဲဒရိုပွိုက်တင်ဟော်မုန်းထွက်လို့မှုကလည်းယုံနေသွားတယ်။ဒါကြောင့်မလို့သွေးနေမှုထွက်လို့မှုကလည်းထပ်ပြီးတော့ကြာဆင်းသွားပါတယ်။ဒီအတွက်ကြောင့်မလို့သွေးအားနည်းလာပြီးလူကမိုဘိုင်းကြိမ်ဝေနာတွေကိုခံစားရဖြစ်ပါတယ်။နံပါတ်၄ချက်ကတော့ ဖော်ရောင်ခြင်းဖြစ်ပါတယ်။နေကောင်းကျဲမာရင်ကျောက်ကကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ပိုနေတဲ့အရည်တွေသူအပြင်ကိုဆွတ်ထုတ်ပေးပါတယ်။ဒါပေမဲ့ကျောက်ကအားနေသွားတဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုနေတဲ့အရည်တွေသူအပြင်ကိုမဆွတ်ထုတ်ပေးတော့ဘူး။ဒါကြောင့်မလို့ခန္ဓာကိုယ်ထဲမှာအရည်တွေစုပေါင်းလာပါတယ်။ဒီလိုကြောင့်မို့ဖော်ရောင်ခြင်းတွေကိုခံစားတာဖြစ်ပါတယ်။အဓိကဘယ်နေရာမှာဖော်ရောင်တယ်လဲဆိုတော့ perioperative edema လို့ခေါ်တဲ့မျက်စိတစ်ဝိုက်မှာဖော်ရောင်တဲ့နောက်ခြေထောက်တွေခြေကုန်တွေမှာဖော်ရောင်ခြင်းတွေကိုခံစားမှာဖြစ်ပါတယ်။ နံပါတ်5ချက်ကစီးကားနာသွားခြင်းဖြစ်ပါတယ်။အထူးသဖြင့်သူကညဘက်တွေမှာပို့ပြီးတော့စီးသွားမျိုးတွေကိုခံစားမှာဖြစ်ပါတယ်။နံပါတ်6ချက်ကတော့စီးသွားတဲ့အခါမှာအမှုထောင်ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စောက်ကအာနေသွားတဲ့အတွက်ကြောင့်မလို့စီးသွားတဲ့အခါမှာစီးတဲမှာပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေပါလာတယ်။ဒါကြောင့်မလို့စီးသွားတဲ့အခါမှာမြုပ်ထောင်တာမျိုးတွေကိုကျုံပေးရတာဖြစ်ပါတယ်။သူကဘာလဲတူတလေဆိုတော့ကျွန်တော်ကြဲဥကိုခောက်ပြီးတော့မှုရတဲ့အခါမှာထွက်လာတဲ့အမြုံတွေပေါ့နော်။အဲ့ဒါနဲ့ဆင်တူပါတယ်။ဘာကြောင့်လဲဆိုတော့ကြဲဥထဲမှာလည်း အယ်ဘူမင်လို့ခေါ်တဲ့ပရိုတင်းပါတယ်ကျွန်တော်စီးသွားတဲ့အခါမှာစီးထဲမှာလည်းအယ်ဘူမင်လို့ခေါ်တဲ့ပရိုတင်းပါတယ်ဒါကြောင့်မလို့စီးသွားတဲ့အခါမှာအမြုံထားခြင်းဖြစ်ပါတယ်နံပါတ်9ချက်ကတော့အကြီးပြားတွေ6သိအားရခြင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တောက်ကဲအားနေတဲ့အခါမှာဆိုလို့ချင်းသွေးမှာအဆိတ်တောက်တွေအညစ်အကြေးတွေ mineral တို့ခေါ်တဲ့သတ္တုဓာတ်တွေများလာပါတယ်ဒီပြတ်ကြောင့်မလို့အကြီးပြားက6သိလာတယ်ပြီးလို့ရှိရင်အကြီးပြားအနေနဲ့ကျန်းလာတယ်ပြီးလို့ရှိရင်ရာရခြင်းတွေကိုခံစားရဖြစ်ပါတယ် အခုကျွန်တော်ပြောခဲ့တဲ့ဒီအချက်80ချက်ကဆိုလို့ရှိရင်တပတ်အားနေတဲ့အခါမှာခံစားလေးရှိရလက္ခဏာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ်မာရီလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်တော့နေဆက်ရဆေးရုံဆေးရုံတွားရောက်ပြီးတော့တပတ်အားနေရင်ရှိမရှိစစ်ဆေးဖို့နဲ့တခြားကုသမှုခံကြဖို့တိုက်တွန်းခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့တပတ်အားနေခြင်းကတဖြည်းဖြည်းနဲ့ရောဂါအဆင့်မြင့်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာတပတ်ပျက်စီးတတ်တဲ့ဒါအပြင်တပတ်စီးရတာမျိုးတွေတပတ်အစားထိုးရတာမျိုးတွေကိုလည်းပြုလုပ်ရတတ်ပါတယ်။ ဒါကြောင့်မလို့ပေါ်စာပေးနေတေချာကူးသားမှုခံရင်ပေါ့အားလုံးကိုတိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကြည့်တာအကျိုးရှိရဆိုလို့ရှိရင်တော့ like နဲ့ share လုပ်ပြီးတခြားသူတွေသိသွားအောင်လို့မျှဝေခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ